ဒီပါဝင်ရေးလို့ပြောတဲ့အချိန်မှာကျွန်တော်တို့အစိပ်ပိုင်းနှစ်ခုရှိရပါတော့ပထမတစ်ခုကတော့နိုင်ငံရေးကိုကျွန်တော်တို့ဒီစီရေးစီရပဲဖြစ်ဖြစ်လူလူလှုပ်ရှားမှုပိုင်းမှာကျွန်တော်တို့ခေအဆက်ဆက်မှာဆိုရင်စနစ်တွေနဲ့အဖိနှိပ်ထားတယ်ဆိုတာလဲတပိုင်းပေါ့နော်စနစ်နဲ့ကတော့ဟုတ်တယ်ဒီစနစ်တွေအကြောင်းမို့လို့ဒီအထူးသဖြင့်ဖိုဝါရကိုတောက်တိုင် ေးထားတယ်ကျွန်တော်တို့အကြောင်းအရာတွေအများကြီးရှိတယ်တချို့ပေါ့နော်ဒီလွဲမှားတဲ့ယဉ်ကျေးမှုထုံးတမ်းတွေရှိတယ်နောက်ပြီးကြတော့ပညာရေးစနစ်တွေရှိတယ်နောက်ပြီးကြတော့တင်းကျပ်တဲ့ဘာသာရေးတွေရှိတယ်ပြီးနောက်တစ်ခုကလည်း identity ပေါ့နော်လူမျိုးရေးဆိုင်ရာယဉ်ကျေးမှုဒါတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါမျိုးကိစ္စတွေကလည်းထောက်တိုင်ပေးတယ်နောက်တစ်ခုကကြာလဲဘာလဲဆိုတော့ကျွန်တော်တို့စီမှာဒါဟိုထုံးတန်းတော့မဟုတ်ပေမဲ့ဒီစဉ်းစားစရာတခုရှိရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကောင်းဆောင်မှုပိုင်းလို့ပြောလိုက်တယ်ဆိုရင်သူကဒါအမျိုးသားတွေကအလိုလိုနေစင်မို့ရောက်သွားတယ် အာကဒီအခြေအနေတည်းရရှိရပေါ့နော်ဥပမာဒါ88မှာပြဘဲကာလမှာပြကျွန်တော်တို့ဒီလှုပ်ရှားမှုတွေနိုင်ငံရေးလှုပ်ရှားမှုတွေမှာရှေ့ရနေတက်ပြီးဆောင်ရွက်ခဲ့ကြရတဲ့ကျွန်တော်ចောင်းသားကောင်းဆောင်တွေရှိတယ်အရက်ဘက်ကနိုင်ငံရေးကောင်းဆောင်တွေရှိတယ်ပါတီကောင်းဆောင်တွေရှိတယ်ပေါ့နော်ဒီကောင်းဆောင်တွေအများကြီးကျွန်တော်တို့ပြန်ပြီးစစ်တမ်းကောက်ကြည့်လိုက်တယ်ဆိုရင်အခြေအနေအရာကဒီအချိန်တန်လို့ကျွန်တော်တို့ဒီကောင်းဆောင်မှုတွေကိုစရင်စီပီးကြည့်လိုက်တယ်ဆိုဥမာပြပေါ့နော်88ကနေကျွန်တော်ចောင်းသားကောင်းဆောင်တွေလို့ပြောရအမျိုးသမီးယာကိုင်တော့ကဘယ်နှစ်ယောက် top leader ခေါင်းဆောင်အနေနဲ့ရှိလဲအမျိုးသားဗနယောက်က top level ခေါင်းဆောင်အနေနဲ့တတ်မှတ်ခံရလဲပေါ့နော်လူလူခေါင်းဆောင်အနေနဲ့ပေါ့နော်အဲ့ဒီမှာဒါဟိုမြင်တာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီလောလောဆယ်မှာဒီကျွန်တော်တို့ပြောကြတဲ့အချိန်မှာအမျိုးသမီးပါဝင်ရေးပေါ့နော်များတယ်ဆိုတဲ့အချိန်မှာဒေါန်ဆန်းစုကြည်ကိစ္စကိုတော်တော်များများဒီအငင်းပွားစရာပြောကြတာရှိတယ်ပေါ့နော်တော့နိုင်ငံတော်အတိုင်ပင်ခံ ပုံကိုပေါ့နော်အစိုးရလက်ထက်မှာဆိုရင်နိုင်ငံတော်တိုင်းမင်္ဂန်ပုံကိုအမျိုးသမီးဖြစ်တယ်ပေါ့အဲ့တော့အမျိုးသမီးဖြစ်ရတဲ့အဲ့ဘာလို့ဒီကိစ္စကြီးကိုထပ်ပြီးတော့ပါဝင်မှုကိုပြောနေတာလဲပေါ့နော်ဒါ၄ဆိုရင်ကျွန်တော်တို့ကစဉ်းစားစရာဒီနိုင်ငံတော်တိုင်းမင်္ဂန်ကအမျိုးသမီးဖြစ်တာနဲ့ကျွန်တော်တို့အမျိုးသမီးပါဝင်မှုကရာဂိုင်းတော့အရာတက်လာတာဟုတ်ချင်မှလည်းဟုတ်နိုင်မယ်ပေါ့နော်ဒါပေမဲ့လည်းတချို့ဟာတွေမှာတော့ inspire ဖြစ်ပြီးတော့အမျိုးသမီးကောင်းဆောင်တွေပါဝင်လာတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့အဲ့လို significant ဖြစ်တဲ့ အကြောင်းအရာတစ်ခုကိုပဲပြပြီးတနိုင်ငံလုံးက gender equality equity ဖြစ်သွားပြီဆိုတာပြောဖို့ကတော့တော်တော်လေးခက်ခဲတဲ့အနေအထားရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကကျွန်တော်တို့ဒီဒီနိုင်ငံမှာကဒီစင်မော်ရောက်သွားတယ်ဆိုရင်ဒါတော်တော်များများအကြောင်းသားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကောင်းဆောင်တွေကအမျိုးသားတွေပဲများတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းတစ်ခုရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကစဉ်းစားကြည့်ရင်နိုင်ငံကြီးလှုပ်ဖို့အတွက်ကလေစဉ်းစားစရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါအဲ့ဒါကကျွန်တော်တို့အခုလောလောဆယ်မှာ အဲ theory တွေနဲ့သုံးသက်ကြတာပြောရဲဆို social reproduction ပေါ့နော် theory ရဲ့အရင်တော့တော့ကျွန်တော်တို့မြန်မာပြည်မှာတော့ဒီလူလူတော်မှာပြောတယ်ပေါ့နော်ဒီအဖိုးခမရတဲ့လောက်အားတွေအကြောင်းဆိုပြီးကျွန်တော်စာအုပ်တော့ရေးပူတယ်ပေါ့နော်အဲ့တော့အဲ့မှာဆိုရင်လည်းပါတယ်ပေါ့နော်သူအမျိုးသမီးတွေကနိုင်ငံရေးလှုပ်တာပဲဖြစ်ဖြစ်လူမှုအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အလုပ်တွေလုပ်ဖို့ရဖို့အတွက်ကိုကျွန်တော်ပထမအဆင့်အနေနဲ့အိမ်ထဲမှာရင်စပြီးကြော်ဖြတ်ရတယ်ပေါ့နော်ဥမာဒါဟို social reputation လို့ခေါ်တယ်လူမှုနဲ့ဆိုင်တဲ့ဒီ production အတွက်ကိုသူကကလေးမိုးရတဲ့ဟာတွေနောက်ပြကြတော့ဒီအိမ်နောက်အိမ်နောက်ရေးအိမ်နောက်အိမ်မှုကိစ္စရင်းနဲ့ပတ်သက်တဲ့ဟာတွေထင်မြင်ကြဒါတွေကကျွန်တော်တို့ကဟိုချစ်ချင်းမြတ်တာလို့ပြောပြီးခေါင်းစဉ်ရဲ့အောက်မှာဒါတွေကမဖြစ်မနေ mandatory ပေါ့เนาะဒါမလုပ်ရင်ဘိုင်းကောင်းကြောက်ပြီးမဖြစ်ဘူးလို့ main ကလေးမပီးတာဘူးလို့ဒါမျိုးကိစ္စတွေကအရင်တော့ကလေးကကျွန်တော်တို့သတ်မှတ်ထားတာရှိရယ်ပေါ့เนาะဒါပေမဲ့ဒါကိုသဘောကျလို့လုပ်ချင်တဲ့လူတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့เนาะအများကြီးတော့ရှိတယ်ဒါပေမဲ့အဲ့လိုအနေအထားမျိုးမှာနိုင်ငံရေးလုပ်ဖို့ဆိုတာထင်တဲ့လောက်တော့မလွယ်ဘူးပေါ့เนาะပြီးရင်နိုင်ငံရေးလုပ်ဖို့ privilege ကဒီဟာတွေကိုလည်းကြော်ရမယ်နံပါတ်၁ပြီးသွားတဲ့အချိန်မှာနောက်တစ်ခုကကျကျွန်တော်တို့ခုနကပြောတဲ့နိုင်ငံရေးစနစ်တွေအရာဖန်တီးထားတဲ့ဒီ ဒီတတ်မှတ်ထားတဲ့ခေါင်းဆောင်မှုပိုင်းတွေကိုကျွန်တော်တို့ကကြော်ဖြတ်ရတဲ့ဟာလည်းတစ်ခုရှိနေတယ်ပြီးတော့နောက်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီနိုင်ငံရေးလုပ်ဖို့အတွက်လည်းတခြား privilege ကလည်းလိုနေတာပါဝင်မှုအတွက်ဆိုရင်ဒါတော့ကျွန်တော်ဟိုပုံပုံလင်းလင်းပြောတာပါကျွန်တော်အရက်ဖက်ဖွဲ့စည်းတွေနိုင်ငံရေးခေါင်းဆောင်တွေမျိုးဆက်တွေနဲ့ဒါဟို generation ပေါ့နော် generation နိုင်ငံရေးမျိုးဆက်ဆိုတဲ့ဟာလည်းရေးကြည့်တယ်အဲ့ဒါတော့ဘယ်နိုင်ငံမှာရှိလဲတော့မသိဘူးကျွန်တော်တို့နိုင်ငံမှာအရင်နာမည်ကြီးတယ်ပေါ့နော်သူက အဖေမေနိုင်ငံရေးမျိုးဆက်ကလာတာတို့တခြားလူလာတဲ့လူကနည်းနည်းပို့ပြီးတော့သူတို့ကိုယ်တိုင်လည်းတော်လန်ရေးစိတ်လည်းပြင်းပြတယ်နိုင်ငံရေးလည်းလှုပ်ချင်တယ်ဆိုရင်သူများထက်ပို့ပြီးတော့ဝုန်းကနေ space တစ်ခုကိုတန်းရောက်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုချိန်မှာဒီတခြားတော်လန်ရေးဒေတာတွေမှာသွားပြီးကြည့်လိုက်တယ်ဆိုရင်တခါမှမမြင်ဘူးတဲ့မျက်နှာသစ်ကောင်းဆောင်တွေကျွန်တော်တို့ကတွေ့ရတယ်အထူးသဖြင့်ပေါ့နော်ဒီကာလအတွင်းမှာတော်လန်ရေး အဲဒေါ်လာရေးလို့ပြောလိုက်တယ်ဆိုရင်လက်နက်ကင်ဒေါ်လာရေးပဲဖြစ်ဖြစ်တခြားနေရာတွေမှာဆင်နွှဲနေတဲ့သူတွေထဲမှာကျွန်တော်တို့မြင်နေကြမဟုတ်တဲ့မျက်နှာတွေအကောင်းဆောင်တွေဖြစ်လာတယ်။ဒါပေမဲ့အဲမြင်နေကြမဟုတ်တဲ့ကောင်းဆောင်မျက်နှာတွေကိုကျွန်တော်တို့ကချက်ချင်းကြီးကောင်းဆောင်အနေနဲ့မြင်ပေးဖို့အတွက်တော့2021 2020နဲ့2023ကာလတွေမှာဆိုတော်တော်လေးစိန်ခေါ်မှုတွေရှိတာကိုတွေ့ရတယ်ပေါ့နော်။ဒါ gap ပေါ့နော်။အဲ့တော့ ျွန်တော်တို့စီမှာလည်းအဲ့အဲ့ norm စီရလည်းငကိုတွေကတက်မှတ်ထားရရှိတဲ့အတွက်ဒီကောင်းဆောင်မှုအစ်စ်တွေပေါ်လာတယ်ဆိုရင်ဒါကလူငယ်တွေနဲ့လည်းတန်းလူပြန်ဖြစ်သွားတယ်။ဘာလဲဆိုတော့လူငယ်တွေကောင်းဆောင်တဲ့ကာလတွေမှာဆိုရင်တချို့အရာတွေကိုကြော်ဖြတ်ရတဲ့ဟာတွေရှိတယ်ပေါ့နော်။ဥပမာအခုဆိုကိုဆောင်ကားလို့ဆိုဒါတက်တကူကိုဦးဆောင်နေတဲ့ချိန်မှာဆိုရင်ဂျုံတွေးရတဲ့အတွေ့အကြုံကကျွန်တော်တို့တာမန်အတွေ့အကြုံနဲ့တူမှာမဟုတ်ဘူး။ပို့ပြီးတော့ခက်ခဲနိုင်တယ်။ပို့ပြီးတော့အစ်စ်အစ်စ်တွေဖန်တီးအစ်စ်အစ်စ်တွေတော်လန်ရေးအတွေးခေါ်တွေယူလာတဲ့ချိန်မှာပို့ပြီးတော့ဟို အခြေအနေတွေအကုန်လုံးကတော့ခက်ခဲနေတယ်ဆိုပေမဲ့လည်းလူငယ်တွေပြီးတော့ဒီမျိုးသမီးတွေအနေနဲ့ကပို့ပြီးတော့ခက်ခဲတဲ့ဟာတွေရှိနိုင်တယ်ပေါ့နော်အဲ့တော့ဟိုအဓိကအပြည့်ကတော့ကျွန်တော်ကပို့ပြီးတော့နောက်တစ်ခုက highlight ဟိုပြန်ပြောချင်တာဒီခုနကပြောတဲ့ intersection တွေရောကျွန်တော်တို့ဒီ social reproduction map ကပြန် ကြည့်တယ်ဆိုရင်နိုင်ငံရေးလှုပ်ဖို့ကမျိုးသမီးတွေအတွက်လူငယ်တွေအတွက်ကအဲ့လောက်ကြီးထိလွယ်ကူတဲ့ space ဟုတ်မနေဘူးပေါ့နော်လက်နက်ကအဲ့တော့အဲ့ဒီတစ်ဆက်တည်းမှာပဲကျွန်တော်တို့နောက်တစ်ခုက highlight ပြန်ပြီးတော့ ြောရတယ်ဆိုရင်ဒီအမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်မှုအရင်တော့ကလေးကကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်လိုက်တယ်ဆိုရင်ဒီစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ဒီတော်တော်များများပေါ့နော်ကျွန်တော်တို့စီမှာကဒီအဲခေါင်းဆောင်ကြီးတွေရှိတယ်အများကြီးပဲပေါ့နော်ခေါင်းဆောင်ကြီးတွေရှိတဲ့အချိန်မှာဒီခေါင်းဆောင်ကြီးတွေကနိုင်ငံရေးလုပ်တဲ့အချိန်မှာဘွယ်ကြီးတွေတတိတတန်းနေရတယ်နိုင်ငံရေးဖြတ်တန်းမှုအဲလိုမျိုးပေါ့နော်ခေါင်းစဉ်ကြီးတွေပေါ့နော်ထောင်ဘဏ္ဍာခါ ကြာခဲ့တယ်ဘောနော်ဒါတွေဒါပေမဲ့အဲ့အချိန်တွေမှာကျွန်တော်တို့ကဒီမိသားစုရဲ့နောက်ွယ်ရနေဒီဒေါ်လာကြီးလှုပ်ဖို့နိုင်ငံကြီးလှုပ်ဖို့အတွက်ဘသူတွေကနောက်ွယ်ရနေပံ့ပိုးပေးလဲဆိုတဲ့ဟာတိတ်ပြောပြောတာလည်းမတွေ့ရဘူးဘောနော်အဲကျွန်တော်တို့မိတ်ဆွေတွေဆိုရင်လည်းဒါတကယ်ကိုအလုပ်တွေလုပ်ကြတယ်ပြီးတော့ဒီစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကိုနှစ်ပေါင်းများစွာတောက်လျှောက်လုပ်ခဲ့တဲ့အချိန်မှာသူတို့ရဲ့နောက်ွယ်ရ support လုပ်နေတဲ့ဒီမိခင်တွေနောက်ကြတော့သူတို့ရဲ့ဒီအမျိုးသမီးတွေနောက်ပြီးကြတော့သူတို့ရဲ့ဒီမိသားစုဝင်တွေမောင်နှမတွေပေါ့နော်ဒါတွေရဲ့ support လုပ်တဲ့ဒီ role တွေကအရင်ကြီး highlight ဖြစ်မနေဘူးပေါ့နော်အဲ့တော့ဒါဟိုပြောချင်တာဒီဂုံဂုံဂုံကြီးတစ်ခုနဲ့ဒီအမျိုးပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍလို့ပြောရဲဆိုရင်ဒီနောက်ကွယ်ကနေပြီးတော့ပံပိုးတဲ့နေရာမှာပဲပို့ပြီးတော့နေနေရတယ်နောက်တစ်ခုကကြတော့ဒီအရှိကိုထွက်လာပြီးဥဆောင်နိုင်မှုအတွက်အခက်ခဲတွေကတာမန်တဲ့နှစ်ဆပို့ပြီးဂျုံရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟို ဒီရှင်းရှင်းလင်းလင်းမြင်ရတဲ့အရှိအရှိမှာဗောနော်ကျွန်တော်တို့ဒါအောင်မြင်တာမအောင်မြင်တာတကယ်နာဗောနော်ဒါပေမဲ့ NCA ဖြစ်စင်မှာဆိုရင် political dialogue UBDJ စီမှာပဲဖြစ်ဖြစ်ကျွန်တော်တို့သွားကြည့်ရဲဆိုရင်ဒါဆွေးနွေးနေတဲ့သူတွေကြီးလာရင်ဒါလူငယ်လူငယ်မပါဘူးအသက်ကြီးကြီးအမျိုးသားတွေပဲဆွေးနွေးရဲဗောနော်လူငယ်လည်းမပါဘူးအမျိုးသမီးအမျိုးသမီးတွေတော့ပါတယ်ဒါပေမဲ့အဲဘာလဲဆိုတော့ observer အနေနဲ့ထည့်ထားတာရှိတယ်အဲ့တော့ observer တွေကလည်းဘာမှဆွေးနွေးလို့မရဒါမျိုးအခြေအနေတွေနဲ့အရှိမှာဒါ ဂျုံတွေးခဲ့ရတယ်ဆိုတော့ဥပမာပေါ့နော်ကျွန်တော်တို့မှာပြเสียရရှိတယ်ဒါအောင်မြင်တာမအောင်မြင်တာကိုကျွန်တော်ကဆိုလိုတာပြောတာမဟုတ်ဘူးဒါပေမဲ့အခန်းကဏ္ဍလို့ပြောလိုက်ရင် observer ထားလိုက်ပါလူများရင်ရတာပဲဆိုတော့ဟာမျိုးတွေနဲ့ဖြည့်ရှင်းတာတွေလည်းဂျုံတွေးရတယ်ဆိုတော့ဟိုထင်းတလောက်ကြီးပေါ့နော်နိုင်ငံရေးမှာပါဝင်မှုအတွက်လို့ပြောတဲ့ချိန်မှာကျွန်တော်တို့ကဟိုဗာလဲ အချက်ချင်းကြီးပေါ့နော်ပါကွင်ပေးထားတာပဲဘာလို့မပါတာလဲဒါမပါတာကနင်တို့ကိစ္စဆိုတဲ့ဟာလောက်ကြီးတိမယိုးရှင်းနေဘူးပေါ့နော်အဲ့ဒီအစင်းစင်တိုင်းမှာဖိနှိပ်ထားတဲ့ဟာတွေရှိတယ်စနစ်တွေရှိတယ်ပြီးတော့အချိန်မှာ norms တွေရှိတယ်ပေါ့နော်ဒီဟာတွေကထွက်လာခဲ့ရင်တော့မှဒါဟိုအပြေးပြိုင်မွဲလို့ပြောတယ်ဆိုရင်ကျွန်တော်တို့ကဟိုဒီ equal right ပေါ့နော်ဒီဒီနိုင်ငံရေးဥဆောင်မှုနေရာကိုပြောကြမယ်ဆိုရင်တော့မှတစ်ဖက်ကကြတော့အဲဒီချောမွေ့နေတဲ့လမ်းကိုလမ်းလျှောက်တာဖြစ်ပြီးနောက်တစ်ဖက်ကကြတော့အတားဆီးတွေအများကြီးကြားတဲ့အနေဖြတ်တန်းပြီးသွားတဲ့ချိန်မှာတော့ဒန်းတူရေကိုဒါမျိုးပြောတယ်ဆိုရင်တော့ဘလို့မှဟိုရုပ်တည်လည်းရှိနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့အရိယာကိုကြည့်ပြီးပြောချင်တာအမျိုးသမီးခွင့်ရေးပဲဖြစ်ဖြစ်လူငယ်ခွင့်ရေးကတောင်းဆိုနေတာမဟုတ်ဘူးပေါ့နော်အရေးပါမှုကိုသိတယ်ဆိုရင်အဲဘယ်လန့်စ်ဖြစ်တဲ့ leadership role တွေမှာပြန်ပြီးတော့ဟိုမဖြစ်မနေပေါ့နော်စဉ်းစားလို့ရတယ်ဘု து ရဲ့ ပါဝင်မှုကဘလောက်အရေးကြီးလဲဆိုတာထင်တာမြင်တာရှိတယ်ဆိုတာပဲကျွန်တော်ကပြန်ပြီးတော့ဆွေးနွေးချင်တာပါ